ချယ်ဆီအသင်းမှာအရေးကြုံတိုင်းဒုက္ခပေးလေးရှိတဲ့နီကိုလက်ဂျက်ဆင်ရဲ့အကြောင်းကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ချယ်ဆီအသင်းကပြီးခဲ့တဲ့ဘောလုံးရာသီမှာကွန်ဖရင့်လီဖလာနဲ့နောက်နှစ်ရာသီချန်ပီယံလိပြိုင်ပွဲအတွက်ဝင်ဝင်တနေရာအပိုင်းစားရယူခဲ့နိုင်ပြီနဲ့ချယ်ဆီအသင်းရဲ့အားနည်းချက်တွေကိုကွက်ကွက်ဝင်ဝင်မြင်တွေ့ခဲ့ရပြီးပါပြီ။ချယ်ဆီအသင်းကတိုက်စစ်မှုနေရာ၊ဘိုးခံစစ်နေရာနဲ့ကိုးသမားနေရာတွေကိုမဖြစ်မနေပြင်ဆင်ဖို့လိုအပ်နေပြီးအဲ့ဒီနေရာတွေကပဲချယ်ဆီအသင်းကိုတရာစီလုံးခတ်ခဲစေခဲ့တာပဲဖြစ်ပါတယ်။ အဲ့ဒီထဲမှာတိုက်စစ်မှုနေရာကတရားဒီလုံးချဲစီအသင်းကိုကောင်းကောင်းကြီးဒုက္ခပေးခဲ့တာပဲဖြစ်ပါတယ်။နောက်ပိုင်းရာဒီကုန်ကန်ဒီမှာချန်ပီယံလိပြိုင်ပွဲဝင်ခွင့်တနေရာအတွက်အသေးအတန်တိုက်ပွဲဝင်နေရတဲ့အချိန်ချဲစီအသင်းရဲ့အားနည်းတဲ့ဗဟိုခံစစ်ကစားသမားတွေနဲ့ဂိုးသမားဆန်ချက်တို့ကတဖြည်းဖြည်းတည်ငြိမ်လာပေမဲ့ချဲစီအသင်းရဲ့အထောင်တိုက်စစ်မှုနီကိုလတ်ဂျက်ဆန်ကတော့အသင်းကိုအကျိုးမပြုခဲ့ပါဘူး။ တကယ်အထောင်တိုက်စင်မှုအဖြစ်သူတယောက်ပဲရှိတဲ့အချိန်ချန်ပီယံလိဝင်ခွင့်အတွက်လုံးဝရှုံးလို့မဖြစ်တဲ့အချိန်မှာမလိုလားအပ်တဲ့ပြစ်ဒဏ်ကိုကျူးလွန်ပြီးအနီကပ်ရယူခဲ့တာပဲဖြစ်ပါတယ်။အဲအနီကပ်ကြောင့်အသင်းကရှုံးနေခဲ့တယ်လို့နောက်ပွဲတွေမှာလည်းအထောင်တိုက်စင်မှုမပါဝင်ပဲကစားခဲ့ရပါတယ်။ ကံကောင်းခဲ့တယ်လို့ပဲပြောရမလားမသိဘူး။ Chelsea အသင်းကလက်ကျန်ပွဲစဉ်တွေကိုအကောင်းဆုံးပုံစံနဲ့အနိုင်ယူနိုင်ခဲ့တယ်လို့ Chelsea အသင်းရဲ့အပြိုင်ဘက်အသင်းတွေကလည်းခြေချော်လက်ချော်ဖြစ်ခဲ့ကြပါဗျ။ Nicolas Jackson ရဲ့စဉ်စားဉဏ်ကင်းမဲ့တဲ့ဆုံးဖြတ်ချက်တစ်ခုကြောင့်အသင်းကအတော်လေးကိုရုန်းကန်ခဲ့ရတာပဲဖြစ်ပါတယ်။ဒီတစ်ခေါက်မှာလည်းလားတူဆုံးဖြတ်ချက်အမှားတစ်ခုကိုနောက်တစ်ကြိမ်ထပ်မံပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။ ချက်စီအသင်းကကလပ်ကမ္ဘာဖလားဒုတိယပွဲစဉ်ဖြစ်ဘရာဇီးကလပ်အသင်းတသင်းဖြစ်တဲ့ဖလာမင်ဂိုအသင်းနဲ့ရင်ဆိုင်ကစားရပြီးစောစောစီစီဥဆောင်ကိုရရှိခဲ့တာပဲဖြစ်ပါတယ်ဒီပွဲစဉ်ကတော်တော်လေးကိုကြမ်းတမ်းပြီးအဝါကတ်တွေအော်တိုက်ခဲ့တဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ် ဒုတိယပိုင်းစတင်ပြီးတိတ်မကြခင်မှာချယ်ဆီအသင်းကခြေပါကိုခွင့်ပြုခဲ့ရတာကြောင့်အဝါကပ်ပြခံထိတာတဲ့ဒီလိုက်ရဲ့နေရာမှာနီကိုလက်ဂျက်ဆင်ကိုလူစားလဲအသုံးပြုခဲ့တာပဲဖြစ်ပါတယ်နီကိုလက်ဂျက်ဆင်က64မိနစ်မှာလူစားဝင်ကစားခဲ့ပြီးတိတ်မကြခင်အချိန်မှာပဲနောက်ထပ်ဥဆောင်ကိုတကူထပ်မံခွင့်ပြုခဲ့ရတာပဲဖြစ်ပါတယ်။အသင်းကအနိုင်ရရှိဖို့မရှုံးဖို့အတွက်တကယ်ကိုပြန်လာဖို့လိုအပ်နေတဲ့အချိန်မှာနီကိုလက်ဂျက်ဆင်ကအချစ်ကဖြစ်ဖူးသလိုမလိုလားအပ်တာတွေကိုပြုလုပ်ပြီး ပွဲကစားချိန်65မိနစ်မှာပဲတိုက်ရိုက်အနီကပ်ပြခံခဲ့ရတာပဲဖြစ်ပါတယ်။အသင်းကလိုအပ်လို့လူစားလဲခဲ့ပေမဲ့နီကိုလက်ဂျက်ဆင်ကလူစားဝင်ပြီးပွဲကစားချိန်68မိနစ်မှာပဲတိုက်ရိုက်အနီပြခံခဲ့ရတာပဲဖြစ်ပါတယ်။အသင်းကလိုအပ်လို့လူစားလဲခဲ့ပေမဲ့နီကိုလက်ဂျက်ဆင်ကလူစားဝင်ပြီး၄မိနစ်အကြာမှာပဲအနီကပ်ပြထုတ်ခံခဲ့ရတာပဲဖြစ်ပါတယ်။ပွဲပြီးတဲ့အချိန်မှာ Chelsea အသင်းက3-1ဆိုတဲ့ရလဒ်နဲ့ရှုံးနိုင်ခဲ့ပြီး နောက်တစ်ဆင့်တက်ဖို့အတွက်ရုန်းကန်ရတော့မှာပဲဖြစ်ပါတယ်ချယ်ဆီအသင်းနေနဲ့အုပ်စုဘုံနဲ့တက်နိုင်ဖို့မလွယ်ကူတော့ပါဘူးတစ်ဖက်အသင်းမှာမှသာအုပ်စုဘုံနဲ့တက်လန်းနိုင်မှာပဲဖြစ်ပါတယ်အုပ်စုဒုတိယနဲ့တက်ခဲ့ရင်ပုံမခက်ခဲတဲ့ပွဲစဉ်တွေကိုရင်ဆိုင်သွားရမှာပဲဖြစ်ပါတယ်တကယ်ပဲဂျက်ဆန်ကချယ်ဆီအသင်းရဲ့အရေးကြုံနေတဲ့အချိန်အနိုင်ရဖို့ကိုလိုအပ်နေတဲ့အချိန်တိုင်းဒုက္ခအမြဲလိုလိုဖေးတတ်တဲ့ကစားသမားလားတရိတ်တတ်ရဲ့အမြင်ကိုကိုမတ်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်အဆုံးထိဝင်ရောက်ကြည့်ကြရတဲ့တူတူရောက်ချင်းဆိုင်ကိုကျေးဇူးများတင်ရှိပါတယ်